အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်တို့ coffee war ဆိုတဲ့နေရာလေးကိုတွားมาဖြစ်ပါတယ်အဲ့တော့ coffee war ဆိုတာကတော့ဒီထိုင်းကိုလာလေတဲ့သူတိုင်းပေါ့เนาะဘ ഹു သူရအနေနဲ့အသွားချည်တင်တဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့အဓိကတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဗျာဒုတိယကဘာစစ်တုံးကပေါ့နော်ဒီအတွင်းမှာတုံးခဲ့တဲ့စစ်လီရင်တွေစစ်ကားတွေစစ်တင်းမောတွေတခြားပေါ့နော်ဒီစစ်တပ်တုံးကြီးရည်လေးနဲ့ပတ်သက်တဲ့ဒီ စစ်ပစ္စည်းအဟောင်းတွေကိုတနေရာထဲမှာတစုတစီတည်းကြည့်လို့ရတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့အဓိကတော့သူကတော့ဒီလေရင်ကြီးတွေရှိတယ်အဲ့ပေါ်မှာကော်ဖီဆိုင်လေးတွေလုပ်ထားတယ်ကော်ဖီတောက်လို့ရတယ်တပုတ်ရိုက်လို့ရတယ်အဲနေရာလေးလည်းလှတယ်ပေါ့အဓိကတော့ခုနကလိုပေါ့စစ်လက်နဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဘုသူဓာတွေကိုအများကြီးပဲတနေရာထဲမှာအစုံစီကြည့်လို့ရတယ်ပေါ့နော်သူတို့စူးစောင်းထားတာတွေကအရင်များတယ်ဗျအဲ့နေရာလေးကိုအခုကျွန်တော်ခေါ်သွားမှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုခန်းစားကြည့်ပါ 啊，看不见。 ခုဆိုရင်ကျွန်တော်တို့ coffee war ကိုရောက်ပြီပေါ့เนาะနည်းနည်းတော့လှမ်းနေပြာသွားတာအဲအခုကျွန်တော်ဒီကနေဝင်မယ်ပေါ့เนาะဝင်ပြီးလို့ရှိရင် အထဲမှာတကွက်ရှင်းနေပေါ့ကျွန်တော်ဒီအဝကနေစားပြီးဟိုအထဲမှာအစိုးစီးပေါ့เนาะအလုံးကြည့်ရှုလို့ရအောင်ဆိုပြီးတော့ကျွန်တော် blog လေးတစ်ခုတင်ချလေးရိုက်ပြပေးမယ်ပေါ့เนาะအလုံးပဲဒါ live ပြီးတော့ခန်းစားကြည့်လိုက်ပေါ့เนาะဟုတ် ဟုတ်ဒီလေရင်ပေါ်မှာကျတော့ coffee size ရှိရဘေးကလေကားတွေကတက်သွားတာပေါ့နော်သူကအဲ့မှာတပုတ်ရိုက်လို့ရတယ်ဗျာလေရင်ပေါ်မှာလေအထဲမှာလည်းတပုတ်ရိုက်လို့ရတယ်ဝင်ချေတော့ပေးရပြဘတ်20လားဘတ်50လားမသိဘူးပေါ့နော်ဟုတ်တခြားလဲဘေးနှမကြီးစရာတွေကအများကြီးပဲပေါ့နော်ဟုတ် ခုတော့ကျွန်တော်ဒီမှာစုံစီအောင်ကြည်ပြီးသွားပြီပေါ့เนาะကြည်ပြီးသွားပြီဆိုတော့ပြန်ထွက်ပြီပေါ့ပြန်ထွက်ပြီးတော့တခြားတနေရာအောင်သွားမှာအဲ့တော့ဒီ coffee wa နဲ့အနီးဆုံးနေရာခြားတော့ကြောက်ကပ်ဖျားပေါ့ကြောက်ကပ်ဖျားဆိုတာကြောက်တုံးကြီးမှာဗျာဒီဖျားပုံပေါ့เนาะရွှေရောင်နေနဲ့လှုပ်ထားတာကြောက်တုံးကြီးမှာထင်းတူတာလားအနေရာကိုကျွန်တော်သွားမှာတအနီးဆုံးအားထားပဲ coffee wa ပြီးရင်ကြောက်ကပ်ဖျားပဲလမ်းချောင်းလဲတည်တယ်ပေါ့เนาะကျွန်တော်ဒီဘက်မှာလမ်းချာလေးရှိတယ်တော်အုပ်လေးနဲ့အလမ်းချာလေးတည်းကနေဖြတ်သွားမှာပေါ့เนาะကောင်းပါပြီအဲ့တော့ကျွန်တော်နောက်ထပ်ဘလော့တစ်ခုမှာပြန်ဆောင်ကြတာပေါ့ဗျာ